ဇလန်လီကတော့ဆွစ်ဇာလန်1900နှစ်မှာစတင်ထားပါပြီ။ဥရောပသခင်လိုမငြိမသက်နဲ့ဆစ်ဖြစ်တော့မလို့အခြေအနေပဲဖြစ်ပါပြီ။ဆေးပွဲဝေးမှာပါခဲ့ဖူးပြီးတော့လေးများအသက်မှာပြိုင်ဆန်ရှတဲ့ဝေဟန်သဲဆွဲလူကသူ့ရဲ့သားဝေါ်တာနဲ့အတူအမဲလိုက်ထွက်ဖို့အတွက်ပြင်ဆင်နေခဲ့ပါပြီ။တခြားတနေရာမှာဆိုတော့ ေရမတွန်းရောက်ကအခွန်ကောက်သူအဖြစ်နာမည်ဆိုးနဲ့ကြော်ကြတဲ့ဩစတြေးလျမြင်းစီတပ်သားဝင်ဖြစ်တဲ့ဝူရှော့အဖွဲ့ဖျက်သွားတာကိုတွေ့လျက်ရပါပြီ။လေရမဝီအထက်ကကွန်ရက်ဘွန်ကာတန်ဆွဲလူကသူတို့ရဲ့အိမ်ကိုအခွန်လာကောက်တော့မယ်ဆိုတာသိလျက်ရပါပြီ။အိမ်မှာဆိုရင်ခွန်ရက်ရဲ့စနီးကအခွန်ပေးပေးမယ်ပုံမှန်ထက်နည်းနေခဲ့ပါပြီ။အခွန်ကောက်တဲ့လူကသူ့ရဲ့လူတွေအတွက်အစားအသောက်ပြင်ပေးဖို့နဲ့သူ့ကိုရေရှိုးပေးဖို့ပါတောင်းဆိုပါပြီ။အနားမှာရှိတဲ့တောအထက်မှာဆိုရင်တော့ဝဲဟင်းနဲ့ ဝတာတို့ကတမင်လိုက်နေကြပါပြီဝဟင်ကတာဖြစ်သူကိုသူတို့ကအမဲလိုက်သမားဝေရိုင်းဆိုင်တဲ့လူဝင်မဟုတ်ဘူးဆိုပြီးပြောက တေချာချိန်ဝယ်ဖို့မာပါရင်ဝေါ်တာကများပြစ်ပေမဲ့မာယွန်းသွားခဲ့ပါပြီမုံတိုင်းစဝင်လာတဲ့အခါမှာဝယ်ဟင်းကရွာတဲကိုဆင်းပြီးတော့ခိုလုံဖို့ဆုံးဖြတ်လိုက်ပါရင်သူရဲ့အိမ်မှာဆိုတော့ခွန်ရက်ကသူ့စနီအော်တန်ကြားလာနဲ့အင်ကိုအပြေးပြန်သွားခဲ့ပါရင်ရောက်သွားတဲ့အခါမှာတော့အခွန်ကောက်တဲ့သူကသူ့စနီကိုအရမကျင့်ပြီးတတ်လိုက်တာတွေ့လိုက်ရပါရင်ခွန်ရက်ကဒရွားနဲ့ဝမ်းနေမှုအပြည့်နဲ့ပဲအိမ်ထဲကိုခိုးဝင်ကအဲ့ဒီလူကိုရင်းနဲ့တတ်ဖို့ကြိုးစားပါရင်ရုံရင်းဆန်ခတ်ဖြစ်ပြီးတော့ဒဏ်ရာရပေမဲ့ခွန်ရက်ကအခွန်ကောက်သူကိုအကြိမ်ဓာတ်နဲ့ထိုးကတတ်ပြစ်လိုက်ပါရင် PN နောက်စစ်သားတွေလိုက်လာတာကြောင့်တောထဲကိုပြေးထွက်သွားခဲ့ပါရင်းမုံတိုင်းဝင်လာတဲ့အချိန်မှာဝဲဟင်းကဒိဒခန့်တန်ကားတဲ့ဝေကိုသူတို့ရဲ့လေးဝေတိမ့်ဆဲဖို့ကူညီပေးနေခဲ့ပါရင်းတရားဝင်နဲ့ပြင်ပန်းနွမ်းနေနေခဲ့ခွန်ရက်ကရောက်လာခဲ့ပြီးမုံတိုင်းထန်နေတဲ့ရေကန်ကိုကူညီကူးပေးဖို့တောင်းပန်ပြီး ဖြစ်ကြောင်းကိုစင်ကိုပြောပြပါရင်တင်္ဂတေဝေကသူရဲ့မိသားစုအတွက်ဆွေးနွေးကြောင်းငင်းဆန်ပြိမဲ့ဝင်ဟင်းကတော့ဝင်ရောက်ကူညီဖို့ဆုံးဖြတ်ပါရင်သူကဝေါ်တာကိုသူ့ရဲ့စနီအားခေါ်ပြီးတော့ရေတခွန်အနားမှာမြင်းတွေနဲ့စောင့်နေဖို့ပြောပါရင်မကြခင်မှာပဲဝူရှော့အဖွဲ့ယွာကိုရောက်လာခဲ့ပါပြီးသူတို့ကယွာသားဝေကိုရမ်းနေပြီးတော့ကွန်ရက်ကိုရှာဖွေကအိမ်တွေကိုလည်းမီးရှို့ကြပါရင်တစ်ချိန်တည်းမှာပဲဝင်ဟင်းနဲ့ကွန်ရက်တို့ကတော့လေနဲ့အေကန်ကိုကူးကာထွက်ပြေးလွတ်မြောက်သွားကြပါရင် ။ဩစတြေးလျကဟမ်ဘတ်ရေးတိုက်မှာဆိုရင်အခွန်ကောက်သူလှုပ်ကြံခံရတဲ့တဲ့င်းကြောင့်ဟမ်ဘတ်ဘီရင်အေဘက်ကဂက်စလာကိုကန်တန်မှာစီမင်းစီကံထိမ့်သိမ်းဖို့ ဘိုင်လစ်အဖြစ်ခန့်အပ်လိုက်ပါရင်မကြခင်မှာပဲဘရင်ကကက်ပလာနဲ့သူ့ရဲ့သူမလီဘာတာကိုနိုင်ငံရေးအရလက်ထပ်ထိမ်းမြှပေးပြီးတော့ဩစတြေးလျကိုပုံမှုခိုင်မအောင်လုပ်လိုက်ပါရင်ရည်တခွန်အနာမှာဆိုတော့ဝဲဟိန်းနဲ့စနီးဖြစ်သူဆူနာကမြင်းနေနဲ့ရောက်လာပြီးကွန်ရက်ရဲ့ဒဏ်ရာဝေကိုပြုစုပေးပါရင်ဆူနာကဝဲဟိန်းကိုကွန်ရက်ကိုကူညီတာဟာပြင်းထန်တဲ့ပြဿနာဝေဖြစ်လာလိမ့်မယ်လို့တတိပေးပြီးတော့စူပူပါရင်ဒါပေမဲ့ဝဲဟိန်းကကွန်ရက်ကို ကာကွယ်ရမှာမှန်တယ်လို့ယုံကြည်တာကြောင့်ကာကွယ်ဖို့ဆုံးဖြတ်ထားပါရင်လက်လျှော့လိုက်တဲ့ဆူနာကသူ့ရဲ့ခင်မနောက်မဆုတ်ဘူးဆိုတာကိုသိတာကြောင့်ထွက်သွားပါရင်ဝဟင်ကကိုရဲ့ကိုသူယုံကြည်ရတဲ့တငယ်ရှင် Crusade စစ်ပွဲတွေမှာအတူတူတိုက်ခဲ့မှုတဲ့မြင့်မြတ်တဲ့အဖို့ဟောင်းစီခေါ်သွားဖို့ဆုံးဖြတ်လိုက်ပါရင်သူကခလုံခွင့်ပေးမှာဖြစ်ပါရင်တချိန်တည်းမှာပဲဆွစ်ဇာလန်က Aiden Hosen ရဲတိုက်မှာဆိုရင် Lord Aiden Hosen က သူ့ရဲ့သူမင်းသားရူဒင်ကိုဧခန့်နေခဲ့ပါရင်သူကသူ့ရဲ့အိမ်ရဲ့ယူရဒလီဝေကိုပြောပြပြီးတော့စီလုံးမှုကိုဖုံညွှန်းတဲ့ခွက်တစ်ခွက်နှလုံးသားတစ်ခုဆိုပေအဒိပယ်နဲ့ခွက်တစ်ခွက်ထဲကနေအတူတူတောက်တဲ့အခမ်းအနားကိုလှုပ်ပြပါရင် ဒါပေမဲ့ routing ကတော့အဲ့ဒီအမှုအရာကိုလက်မခံဘဲပြည်သူတွေကဩစရာပြင်းမင်းမြစီကနေအခွင့်အရေးဝေရယူတင်တယ်လို့ကြေညာလိုက်ပါရင် hidden house မှာတားမရှိတာကြောင့် routing ကမိသားစုအမှုကိုဆက်ခံရမှာပါဒါပေမဲ့ routing ကအဲ့ဒီအကြံကိုပယ်ချပြီးတော့ဩစတြေးလျတာဝေကသူတို့ကိုရိုးရိုးလေးပဲမူမတ်တောင်းတူလေဓမ္မလို့ခေါ်တာကိုမကြည်မနှံ့ဖြစ်နေပါရင်သူကဩစတြေးလျမှာပို့ကြည့်တဲ့ရာထူးနဲ့အာနာကိုလိုရှင်နေပါရင်ဝေဟင်းနဲ့ကိုရတ်တို့ဝေဟင်းရဲ့တငယ်ရှင်ဟောင်းစတိုဖာကအင်ကိုရောက်လာကြပါပြီသူနဲ့သူ့ရဲ့စနီး ဂါထရုတို့ကသူတို့ကိုနှွေးထွေးစွာကြိုးဆိုပြီးတော့အတူတူထမင်းစားကြပါရင်းညစာစားနေတော့ဂါထရုကအော်စတြေးလျရဲ့ဖိနှိပ်မှုကိုစန့်ကျင်ဖို့တိုက်တွန်းပြောဆိုပါရင်းဒါပေမဲ့ဝေဟင်းကသူ့မိသားစုကိုအန်တီမဖြစ်စေချင်တာကြောင့်ငင်းဆန်ပါရင်းလူတွေကိုစုစည်းပြီးတော့တိုက်ခိုက်နေအောင်မှတည်ကြည်လိမ့်မယ်လို့သူကပြောပါရင်းရုတ်တရက်ကက်လာနဲ့သူ့ရဲ့လူတွေအင်းကိုရောက်လာတာကြောင့်ကွန်ရက်ကထိတ်လန့်သွားခဲ့ပါပြီးသူတို့ကကွန်ရက်ကိုအလင်းမြအစီခံဖို့အစားရဝတ်ဆင်ပေးလိုက်ပါရင်းကက်ဆလာကအင်းကိုရှာဝေဖို့အတွက်အမိန့်ပေးပြီးတော့ ူရဲ့အရှိမလူပိုင်းမတ်တရက်နေတဲ့အချိန်ဝယ်ဟင်းတယောက်ထဲကပဲထိုင်ပြီးတော့အေးအေးဆေးစားနေတာကိုချက်ချင်းသတိထားမိသွားခဲ့ပါရင်ကက်ဆလာကဝယ်ဟင်းရဲ့လေးများကိုရှီတူးပြီးတော့အခွန်ကောက်သူအသက်ခံရတဲ့ကိစ္စကိုထုတ်ပြောပြီးသူပြစ်မှုကျွလွန်ထားတဲ့လက္ခဏာရှိမရှိစုံစမ်းပါရင်ကက်ဆလာစကားပြောနေတဲ့အချိန်မှာခွန်ရက်ကတိတိတတကိုဇွိမ့်ပူပန်နေခဲ့ပါရင်သူရဲ့နှလုံးခွန်နှုန်းကလည်းမြန်လာခဲ့ပြီးတော့ဒယာကနေတွေးထွက်အဝတ်တွေပေးကုန်ပါရင်ဝယ်ဟင်းကသူ့ရဲ့လေးများကို ကယ်လော်ရဲ့လက်ထဲထိုးပေးလိုက်ပြီးတော့အာယုံပြောင်းလိုက်တဲ့အချိန်စတိုဖာရှာကကက်ပလာကိုညစာအတူစားဖို့ဖိတ်ခေါ်ပါရီကက်ပလာကလည်းငင်းပြီးတော့ထွက်သွားပြီမဲ့သူ့ရဲ့ဒုတိယခေါင်းဆောင်စတူစီကတော့တန်တရားဝင်သွားပါရီသူကကက်ပလာကိုတကကုမားနေတယ်လို့ပြောပြပါရီကက်ပလာကလည်းတဘောတူပြီးတော့ဝဲဟင်းကပစ်တူလဲဆိုတာရှာဝေဖို့အမိန်ပေးလိုက်ပါရီတင်းမာတဲ့ရင်ဆိုင်မှုအပြီးမှာစတိုဖာကကသူ့ရဲ့အင်ကိုအန်ဒီရဲ့ရောက်အောင်လုပ်ခဲ့တဲ့အတွက်ဝဲဟင်းကိုစူပူပေးမဲ့ကာထရုကတော့စီလုံးပြီးပြန်တိုက်ခိုက်ဖို့အချိန်တန်ပြီးဆိုပြီး အခိုင်အမာပြောပါရင်သူမကဝဲဟိန်းနဲ့ကိုရက်ကိုစတိုဖာရှာကိုအာတော့ကိုခေါ်တွားပြီးတော့ဖုံတော်ကြီးဖာတာဖန်နဲ့တွေ့ဖို့တိုက်တွန်းပါရင်ဒီအတော်တွင်ဩစတြေးလျမှာရူဒင်ကဘရင်အဘပ်စီကိုသူ့ရဲ့အကူအညီဝေကန့်လန့်ဖို့ရောက်လာခဲ့ပါရင်ဒါပေမဲ့သူဟာလေဒီဘာတာနဲ့ချစ်ကြိုက်နေတဲ့အကြောင်းပေါ်လွင်သွားခဲ့ပြီးတော့ဘာတာကသူ့ရဲ့စိတ်ဝိညာဉ်ကိုအာနာနဲ့ရီမန်းချက်တဲ့အတွက်မလဲလှယ်ဖို့တောင်းပန်ပါရင်အာတော့ကိုတွားရလမ်းမှာဆိုရင်ဝဲဟင်းကိုရက်နဲ့စတူဖာရှာတို့က ကြောက်မဲ့ဖွယ်မြင်ကွင်းတစ်ခုကိုတွေ့လျက်ပါရင်ဩစတြေးလျစစ်သားဝေကမိသားစုတစုရဲ့ဂျွယ်နွားဝေကိုတင်းဆဲပြီးတော့ခုခံတဲ့အမျိုးသမီးတယောက်ကိုလည်းရဲဆက် တတ်ဖြတ်ခဲ့တာပါအဲ့ဒီမိသားစုနေထဲကကျွမ်းကျင်တဲ့တိုက်ခိုက်သမားမေရှာစတိုကလက်စားရှိဖို့အတွက်တန်စင်တချောင်းကိုကင်ပြီးစစ်သားဝေကိုရဲဆက်ထိရောက်စွာခုတ်ချခဲ့ပါရင်စစ်ကူဝေရောက်လာတဲ့အချိန်မှာတော့မေရှာစတိုရဲ့ဖခင်ကသူ့ကိုတော်သေးစီထွက်ပြေးဖို့တိုက်တွန်းပါရင်ထွက်ပြေးနေပဲမေရှာစတိုကဝယ်ဟိနဲ့တခြားလူတွေနဲ့ဆုံသွားခဲ့ပြီးနောက်ထပ်တွေးထွက်တန်ယူမဖြစ်အောင်သူတို့က သူ့ကိုထိန်းချုပ်လိုက်ပါရီဒါပေမဲ့စစ်သားဝေကသူ့ရဲ့ဖခင်ကိုဖမ်းမိပြီးတော့ရဲဆဲစွာစစ်ဆေးမေးမြန်းပါရီတယောက်ကအဖိုးကြီးရဲ့ဘိုက်ကိုဓာတ်နဲ့ထိုးလိုက်တာကိုမေရှာစတိုကဝေဒနာနဲ့ကြည်နေခဲ့ပါရီစိတ်ပြအားငယ်နေကြတဲ့သူကသူ့ဖခင်ရဲ့ဆင်းရဲဒုက္ခကိုအဆုံးသတ်ပြီးဖို့ဝဟင်းကိုတောင်းပန်ပါရီဝဟင်းဟာလေနဲ့ဆော်တဘောတူပြီးဝေးရကနေတစ်ချက်ပြစ်လိုက်တာကြောင့်အဖိုးကြီးရဲ့ဝေဒနာကိုချမ်းသာခွင့်ပေးလိုက်ပါရီစစ်သားဝေကသူတို့တယောက်တည်းမဟုတ်ဘူးဆိုတာကိုသိလိုက်တဲ့အခါမှာဝဟင်းနဲ့စတူဖာရှာတို့ကသူတို့ရဲ့လေးမျိုးဝေကိုထုတ်ပြီးကြံ့ရှိတဲ့စစ်သားဝေကိုပြင်းထန်တိကျ ြစွာပြစ်ချပါရီအဲ့ဒီနေရာကနေထွက်ပြေးနေပဲသူတို့နားလေသွားတာကပုံကံမှုစတင်သွားပြီးဆိုပါအမျိုးသား၄ယောက်ဟာနောက်ဆုံးမှာတော့အာဒေါ့ကိုရောက်သွားခဲ့ပေမဲ့ဩစီလာစစ်သားဝေကမြို့သူမြို့သားဝေကိုရိုင်းနေနေတာတွေ့လိုက်ရတာကြောင့်သူတို့ရဲ့ဒရနဲ့ဆွဲတက်တိမေပုံမှုပြင်းထန်လာခဲ့ပါရီတွေးထွက်တန်ယူဖြစ်ခဲ့တဲ့ခြုံကိုတိုက်ခိုက်တဲ့နေရာကိုကက်ဆလာကသူ့ရဲ့လူတွေနဲ့အတူရောက်လာပြီးတော့နောက်ဆက်တွဲအခြေအနေတွေကိုစစ်ဆေးပါရီအတက်ခံရတဲ့အတွက်ဒရထွက်နေခဲ့တဲ့ကက်ဆလာက လူသားသမားဝီကိုခြေအားခံဖို့အတွက်စူးစီကိုအမိတ်ပေးပါရီဂက်စလာဟာအလောင်းကနေဆွဲထုတ်လိုက်တဲ့လေးများကိုစစ်စစ်ကြည့်လိုက်တော့ချက်ချင်းကိုမမ်းမိသွားပါရီအဲ့ဒီညမှာဝဲဟင်းကလေးစားခံရတဲ့ဖုံးတော်ကြီးဖာတာဖက်နဲ့တွေ့ဆုံပါရီဩစတြေးလျတိမ့်ပိုက်မှုကိုစန့်ကျင်ဖို့ကန်တန်တွေကို စီလုံးနိုင်အောင်ပြောရေးဆိုခွင့်ရှိသူအဖြစ်ကူညီပေးရန်ဝယ်ဟင်းကသူ့ကိုတောင်းဆိုပါရီနောက်တနေ့ဆွစ်လူမျိုးဝေကိုအချက်ခွဲပြီးတော့ဩစတြေးလျရဲ့လွမ်းမိုးမှုကိုပြသဖို့အတွက်ကက်စလာကလူထုရင်ပြင်မှာတိုင်နေစိုက်ထူပြီးတော့တခုစီရဲ့ထိတ်မှဘရင်အာနာကိုကိုစားပြုတဲ့တန်ခမောက်လုံးတွေကိုတင်ထားဖို့အမိတ်တရထုတ်ပြန်လိုက်ပါရီအဲ့ဒါကတော့ဖြတ်သွားဖြတ်လာတိုင်းလက်အောက်ခံအဖြစ်အငန်းခံကြောင်ပြသတဲ့အနေနဲ့ တန်ခမောက်ကိုဥညိုရမယ်ဆိုပါဝေဟင်ကတော့မာနကြီးပြီးခေါင်းမာတာကြောင့်ဥညိုဖို့အတွက်ငင်းဆန်ပါရီခက်ဆလာရဲ့လူဝေကသူ့ကိုဖမ်းဆီးဖို့အခွင့်အရေးယူလိုက်ကြပါရီမြို့သူမြို့သားဝေဆန္ဒပြဖို့အတွက်ထားကြွလာတဲ့အခါမှာကက်ဆလာကရူတင်နဲ့လီဒီဘာတာတို့ကိုပါခေါ်ပြီးရောက်လာပါရီရက်ဆက်တဲ့လက်ကွက်တစ်ခုအနေနဲ့ပြည်သူလူထုရဲ့ဒရော့ကိုမထောက်ပဲကက်ဆလာကဝေဟင်ကိုသူ့သားရဲ့ခေါင်းပေါ်ကပန်တီအားလေးနဲ့ပစ်ချနိုင်မယ်ဆိုရင်လူမြောက်ခွင့်ပေးမယ်လို့ပြောပါရီ ဝဟင်းကမဖြစ်နိုင်တဲ့ပြစ်ချက်ကိုပြစ်ပြီးတော့အောင်းမြင်ခဲ့ပါရင်ဒါပေမဲ့အဲ့ဒီနောက်ပိုင်းသူ့ရဲ့သားကိုတိုက်ခိုက်ခဲ့မယ်ဆိုတော့ကက်စလာကိုတပ်ဖို့အတွက်ဒုတိယမြောက်များကိုပြင်ဆင်ထားခဲ့တဲ့အကြောင်းဝန်ခံတဲ့အခါမှာကက်စလာကသူ့ကိုထပ်မံဖမ်းဆီးလိုက်ပါရင်မတရားမှုကြောင့်ဒရွားထွက်နေခဲ့တဲ့ရူဒင်ကကက်စလာကိုတိုက်ခိုက်ဖို့ကြိုးစားပေမဲ့ချက်ချင်းပဲအင်အားရှင်းကမမြောက်ပါဘူးဖမ်းသွားရှင်းမခံရခင်ဝဟင်းကရူဒင်ကိုသူ့ရဲ့ဦးလေးလော့အေဒင်ဟောက်စင်စီပြန်သွားပြီးတော့ထောက်ခံမှုစုစည်းဖို့တိုက်တွန်းပါရင် ါပေမဲ့ routine ရောက်သွားတဲ့အခါမှာသူ့ရဲ့ဦးလေးကတေလူမျောပါဖြစ်နေခဲ့ပါပြီသူ့ရဲ့နောက်ဆုံးအချိန်တွေမှာအဖိုးကြီး log က routine ကိုသူ့ရဲ့စာတိမြေအာ ကုန်ပြူဖို့တောင်းပန်ပါရင်းစိတ်လှုပ်ရှားသွားခဲ့တဲ့ရူဒင်ကဒီအရေးတော်ပုံမှာသူ့ကိုယ်သူပေးစားဖို့ကတိပြုလိုက်ပြီးမကြခင်ကန်တန်အနှံ့အပြားကခေါင်းဆောင်တွေစုဝေးကနောက်ဆုံးမှာတော့တနင်္ဂနွေလုံးအဖြစ်စီလုံးတွားကြပါရင်းဒီအတော်အတွင်းဝဟင်းကိုကိုရက်ကိုတစ်ချိန်ကကုညီလွမြောက်ခဲ့တဲ့မုံတိုင်းထန်တဲ့ရေကန်ကိုဖျက်ပြီးတော့တည်ဆောင်နေပါရင်းနောက်ထပ်မုံတိုင်းတစ်ခုဝင်လာတာကြောင့်လေကိုကန်ပေးစီကတ်ခိုင်းလိုက်ရပါရင်း ်ဘာတာပေါ်လာခဲ့ပြီးတော့ဝယ်ဟင်းကိုလိုအပ်စွာနဲ့လွတ်ပေးလိုက်ပါရင်သူတို့ကတောထဲကိုထွက်ပြေးကြပြီးအဲ့ဒီမှာဆိုရင်ဝယ်ဟင်းကဒိဒါခန့်အမဲလိုက်တမဝိစီကနေဂတ်စလာဟာဂူစနက်ကိုတွားနေတယ်ဆိုတာသိလိုက်ရပါရင်ဝယ်ဟင်းက6ကမ်းပါးတစ်ခုမှာခြုံကိုတိုက်ခိုက်ဖို့စီစဉ်ပါရင်သူကဂတ်စလာရဲ့လက်ကိုတင်ရရအောင်လုံနိုင်ခဲ့ပေမဲ့ ဝယ်ဟင်းထွက်ပြေးခဲ့ပါရင်ကက်စလာအတွက်သူ့ရထောက်ခံမှုကိုရုတ်သိမ်းပေးဖို့ဘယင်အဘက်ကိုတောင်းပန်တဲ့မစ်ရှင်တစ်ခုကိုမထွက်ခွာခင်မှာဘာတာကဝီလျံဟင်းကိုလက်စားရှိစိတ်ဟာသူ့ကိုလွမ်းမိုးခွင့်မပြုဘူးလို့တိုက်တွန်းပါရင်သူကဒရာနဲ့မဟုတ်ပဲ UN ရှေ့ရှိတိုက်ခိုက်ရမယ်လို့ပြောပါရင်ဝယ်ဟင်းကပုံကံမှုမှာပူပေါင်းလိုက်ပေမဲ့ကက်စလာရဲ့အေတင်တော့စစ်စခန်းကိုတိုက်ခိုက်မှုမအောင်မြင်ခဲ့ဘူးဆိုတာသိလေရပါရင် အဲ့ဒီတိုက်ခိုက်မှုကိုတိစာဖောက်တယောက်ကတရင်ပေးခဲ့တာဖြစ်ပြီးတော့ရှုပ်ထွေးမှုရဲ့ကြားထဲမှာဂါထရုတည်ဆုံခဲ့ရပါရင်စိတ်ပိုင်းဖြတ်ထားတဲ့ဝဟင်းကပုံကန်သူတွေရဲ့ခေါင်းဆောင်နေရာကိုယူပြီးတော့ထပ်မံထိုးစစ်ဆင်ဖို့အတွက်သူတို့ကိုလေ့ကျင့်ပြီးတော့ပါရင်ခက်ဆလာကဘရင်အဲဘက်စီကနေစစ်ကူရဲ့ရောက်လာဖို့စောင့်ဆိုင်နေတဲ့အချိန်မှာပုံကန်သူတွေကတော့တိုက်ပွဲအတွက်သူတို့ကိုသူတို့ပြင်ဆင်နေကြပါရင် ဘာတာကတော့နောက်ထပ်တိတ်ဆိတ်မနေတော့ပဲသူမရဲ့ဦးလီဘရင်အဘက်ကိုသူ့ရဲ့ရက်ဆက်ကြမ်းကြုံမှုနဲ့ပတ်သက်ပြီးတော့ရေဝွန်ရင်ဆိုင်ပြောဆိုပါရင်းလက်တုံးပြန်တဲ့အနေနဲ့သူမကိုဖမ်းဆီးပြီးတည်တံ့ချမှတ်လိုက်ပါရင်း ဒါပေမဲ့သူမကိုတဘောထားကြည့်တဲ့ဝမ်ကွင်းကြီးအမတယောက်ကထွက်ပြေးဖို့ကူညီပေးပါရင်းရဲရဲနဲ့စန့်ကျင်မှုတရအနေနဲ့ဘာတာကအဲဘက်ကိုသူ့ရဲ့အိယာထဲမှာလောက်ကျန်တက်ဖြတ်လိုက်ပြီးတော့ဟက်ဘက်မင်းဆက်ကိုတီစီနိုင်တဲ့ထိုးနှက်ချက်တရပေးလိုက်ပါရင်းအဲ့ဒီအတော့တွင်ဝဲဟင်းကပုံကံမှုရဲ့နောက်ဆုံးအဆင့်ကိုစတင်ပါရင်းသူကအဲ့တင်တော့ဂိတ်မှာဂက်စလာကိုစိန်ခေါ်ပြီးတော့ရဲဝန်အာယုံပြောင်းလိုက်ပါရင်းတစ်ချိန်တည်းမှာပဲပုံကံရေးတိုက်ခိုက်ရေးသမားဝီကလိုဝဲဥမင်လိုင်းခေါင်းကနေမြို့ထဲကိုခိုးဝင်သွားကြပါပြီး မနေ့အစောပိုင်းမှာဆိုရင်သူတို့ကမြို့တခါဝီကိုထိန်းချုပ်ပြီးဖွင့်ချလိုက်တာကြောင့်ဝယ်ဟင်းရဲ့တပ်တွေမြို့အထက်ကိုစီးဝင်လာခဲ့ပါရင်းရက်ဆက်ကြမ်းကြုတ်တဲ့တိုက်ပွဲကြီးဖြစ်ပွားခဲ့ပါပြီးခက်စလာကပြပြင်းထန်တိုက်ခိုက်ရင်းနဲ့ပဲရူတင်နဲ့စတူဖာရှာနေရာစလုံးကိုတတ်ပြပါရင်းအသက်ကယ်ဖို့အတွက်အလုံးအမင်းစိတ်ပြအားငယ်စွာနဲ့တူကဝယ်ဟင်းရဲ့တာဝေါ်တာကိုဖမ်းဆီးလိုက်ပြီးမြို့သူမြို့သားဝေးအသက်ကိုချိန်ချောက်ခဲ့ပါရင်းဟက်စဘတ်စစ်ကူတွေရောက်လာမယ်ဆိုရင်အခြေအနေပြောင်းလဲသွားလိမ့်မယ်လို့မျှော်လင့်ထားတာပါဒါပေမဲ့တရင်ကလည်းရောက်လာပါရင်း ဘရင်အဘတ်တည်ဆုံသွားပြီဖြစ်ပြီးတော့ကဲစေးတပ်တွေကနောက်ပြန်လဲသွားပြီဆိုတဲ့တည်မဲ့ဖြစ်ပါရင်းခက်ဆလာရဲ့မျောလင်းချက်တွေပြတ်သွားခဲ့ပြီးတော့သူ့ရဲ့စစ်သားဝေကလည်းလန်နာချကအငြင်းခံတော့ပါရင်းဝတာကသူတယောက်တည်းကိုအတုံးချခံရတာမလို့လားတာကြောင့်ကက်ဆလာရဲ့လက်ကနေယုံထွက်ပြီးလွမြောက်သွားခဲ့ပါရင်သူ့ရဲ့ရန်သူနဲ့မျက်နှာချင်းဆိုင်တွေ့တဲ့အခါမှာတော့ဝဲဟင်းကနောက်ဆုံးထိုးနှက်ချက်ကိုထိုးဖို့ပြင်ဆင်လိုက်ပေမဲ့ဝတာကသူ့ကိုတားလိုက်ပြီး ငါတို့ကအမဲလိုက်ဓမ္မဝေရိုင်းဆိုင်တဲ့လူတွေမဟုတ်ဘူးလို့တတိပေးပါရီဝဟင်ကသူ့ရဲ့လက်နက်ကိုချလိုက်ပြီးတော့ထွက်သွားတဲ့အချိန်မှာကက်ဆလာကသူ့ရဲ့ကိုပိုင်ကြာရှုံးမှုရဲ့အကျိုးဆက်တွေကိုရင်ဆိုင်ဖို့ကြံရည်ခဲ့ပါရီတုံးရကြမှာတိုက်ပွဲပြင်းပန်းနေကြတဲ့ဝဟင်ကတိတ်ဆိတ်ငြိမ်သက်တဲ့ဘဝကိုပြန်လည်နေထိုင်ဖို့ကြိုးစားတော့ပါရီဒါပေမဲ့ဘာတာကသူ့ကိုရှာတွေ့ပြီးတော့ဆိုးရွားတဲ့သတင်းတစ်ခုပေးပါရီအဲဘပြတ်တမီအကနက်ကသူ့ဖခင်တိတ်ဆုံးမှုအတွက်ဆွေလူမျိုးတွေနဲ့ဝဟင်ကိုရန်ငိုးဖွဲ့ကလက်စားရှိမယ်လို့ချိန်ဆထားပါရီ ုံမောင်မိုက်ပြီးတော့တွေးထွက်တန်ယိုပုံများတဲ့တိုက်ပွဲတစ်ခုကနီးကပ်လာခဲ့ပါပြီးဆွစ်ဇာလန်ရဲ့လွတ်လပ်ရေးအတွက်တိုက်ပွဲကမပြီးဆုံးသေးပါဘူးကြည့်ရှုပြပရိသတ်များအားလုံးကျေးဇူးတို့တင်ရှိပါခင်ဗျာ